Maya, 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 Maya. တချို့ကြောင့်အဖာတို့ကြောင့်တင်းကျင်ကုန်ရောက်ကုန်ပြီ။လာ။ပြောင်းငါတချင်းဒီကောင်းကောင်းဆိုပြရမယ်။မော်နီပါမော်နီပါပါ။မော်နီပါမော်နီပါမော်နီပါ။ငါဒီနေ့အချီတက်လေးငါလိုချင်တယ်ကွာနော်။ဟုတ်ကဲ့။ဟုတ်ပါနိုင်ငံရေးမှာတိုက်ဆိုင်မှုဆိုတာရှိလား။ မရှိဘူးလေတိကျတယ်နော်ဗျာတိကျတော့ဘာမင်းနိုင်ငံကြီးမှာတိုက်ဆိုင်မှုဆိုတာမရှိဘူးမင်းရလေအခုတော့နိုင်ငံကြီးမှာတိုက်ဆိုင်မှုရှိနော်ထိုင်းနိုင်ငံကလည်းပြက်ပြက်သားသားပြောပြီးပါကြီးဘာလို့ရဲ့ရွေးကောက်ပွဲကြာပါဘင်းထိုင်းနိုင်ငံပြက်ပြက်သားသားပြောမှာဗောဒီဟိုငါတို့စော်နေတဲ့လူတွေကို နော်ဟိုဘက်ကမင်းတော်လိုင်းတက်ဖွဲ့တို့ပြပြသားပြောဦးနေငါတို့နိုင်ငံထဲမှာလာနေလိုင်းမင်းတို့ကြိုင်မယ်ပါ냐ပြပြသားပြောပြီဗောစုတောင်းပြီးဘူပေါင်းရောက်လိုက်ပါစုတောင်းနိုင်တာပြည့်စီခြင်းမဘာလို့ပြောတာလဲပြပြသားသားပြောပြီးအဘတို့ရဲ့ဒီတရားမဝင်ရေးကောက်ပွဲကြီးဟာတို့လုံးဝမထောက်ခံပါဘူးဆိုတဲ့အကြောင်းပြောထားတယ်ဗျဟေးနောက်ပြောအိမ်ကြီးကြီးနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံအဲ့လိုပြောပြီးအဲ့လိုပြောပြီးပြီးအဲ့ဒီတရင်လေးပြောပြမယ်နောက်ပြီးတော့ကျွန်တော်တို့တရားဝင်အစိုးရနေပြီးတော့ပြတရားဝင်အစိုးရဆိုတာဗာလေအမေရိကန်အစိုးရကိုပြောတာလားတို့နိုင်ငံမှာတို့တရားဝင်တယ်လေကွာဟုတ် NGO ကိုပြောတာ NGO အယူဂျီကိုအမေရိကန်နိုင်ငံတကဘာလုံးအောင်တရားဝင်ဆိုရလို့တတ်မှတ်လိုက်ပြီလားဟုတ်တယ်လေးပါရဲ့ဩဟုတ်တယ်ဒါမှဆိုငါတို့ရအောင်ငါတို့ငါတို့ရအောင်အမားတို့တရားမဝင်သခိုးသမီးလားသခိုးသမီးလူတက်တာပါသေးတယ်နော်ယာဓမြတိုက်တာပါတယ်ဘုံကျဲတာပါတယ်ဩဟုတ်တယ်ဗျာဟာဟေးဟေးအယူဂျီဆိုရတော့ဘာလို့လဲဒီစီအရာပေါ့နော်ဒီဒီဇင်ဘာလမတိုင်ခင်မှာရန်ကုန်နဲ့ပဲခိုးဆက်ကိုရောက်အောင်သွားမယ်ဆိုပြီးအခုရန်ကုန်ထဲမှာလည်းမီဒီယာတွေရောက်နေပြီပဲခိုးဆက်မှာလည်းတိုက်ပွဲတွေဖော်ဆောင်နေပြီး တနေ့တနေ့ဘာဘာလို့အားရစရာဘာလို့ဘက်ကတေးလိုက်တာဆိုတော့နည်းတာမဟုတ်ဘူးတောက်တောက်လေးပဲတေးတာငါတို့ဘက်ကနေပို့တော့မလောက်ဘူးနော်အဘာလို့တက်ချုပ်ကြီးရောအခုဘာလို့နေလဲဆိုတော့ဒီဇင်ဘာ28ရောက်အောင်လीတေးတာဖျားစင်ချိန်မှာအမြန်ဆုံးရောက်ပါတော့ဖျားဆိုဆူတောင်းနေရတယ်ဘာလို့ဆိုဒီမျိုးောက်ပွဲကြီးကိုသူတို့ကဘာလို့မလဲဆိုတော့အာအစိုးရတရက်ကိုလွှဲပေးခဲ့ပါပြီအဲပြီးတော့တိုက်ပွဲကိုသူတို့မဖော်ဆောင်တော့ပါဘူးဆိုတော့ဒီအွက်တွေနင်းပါဒါပေမဲ့ဒီဒီဇင်ဘာမရောက်ခင်နော်ဒီဇင်ဘာလဆိုတာဒါဒီလတွေရဲ့နောက်ဆုံးလား နှစ်တည်းရဲ့နောက်ဆုံးနှစ်ပြောစမ်းပါလရရဲ့နောက်ဆုံးလပဲအေးပါအေးပါနှစ်တည်းရဲ့လည်းနောက်ဆုံးနှစ်ဘားတို့ရဲ့လည်းနောက်ဆုံးနှစ်အချိန်နေဒါပဲဒါနောက်ဆုံးမီးရလေမင်းတောက်တာတော့တောက်မယ်ဒါပေမဲ့အချိန်မရှိတော့ဘူးဟာဒီကားကဘောမလို့ဒီလားငရဲကိုကြာမှာပဲရှင်းနေနော်အဖြစ်သားမျက်စောပြားနဲ့ဒီဝရက်နဲ့ဘာတော်မြတ်စွာဘုရားနဲ့ဒီဝရတ်တို့ဒီဝရတ်နေရတမိရောက်ပါလဲတော်တယ်လို့ညီကိုလဲတော်တယ်ညီကိုဝမ်းခွဲဟုတ်ပြီမေမေမောင်နှမကမွေးတာ သူကမျက်စောပြောင်းစော်ကားခဲ့တဲ့အတွက်အခုဘာလို့ဖြစ်သွားဒီဦးတက်အိုးဒီဦးတက်ကမင်းကပြောပြမယ်အေးအဲ့ဒါအဲ့ဒါအဲ့ဒါမင်းမသိလို့ငါပြောပြမယ်ဒီဦးတက်ကလည်းသူကလည်း အဲသူဖျားစုပံမဲသူအရန်ဖြစ်ချင်တာဒါပေမဲ့သူကမကောင်းတဲ့နီးလန်းနဲ့သူကဖြစ်ချင်တာဖြစ်ရင်တော့ဒေဝဒတ်ကလည်းသူကဒီဟိုဘယ်လိုခေါ်မလဲတကုတ်အိပ်ဖက်သူကလည်းရတယ်မြေချိုးမိုးပြန်လို့ရတယ်ဟုတ်ပြီမြေချိုးမိုးပြန်လို့ရဒါပေမဲ့သူကနေပြီးတော့မကောင်းတဲ့လမ်းကိုသူကရောက်သွားပြီးတော့မြတ်စွာဘုရားကိုကြောက်မောင်းဆင်ပြီးတော့သူကနေပြီးတော့မြတ်စွာဘုရားကိုကြောက်တုံးနဲ့လှင့်ချတယ်အတွေ့သူကအခုဆိုရင်ဘာဖြစ်သွားပြီလဲ အဝီစီငရဲမှာဂျိုးကန်နေပြီဟုတ်အဖားတို့ကဒီရက်ဟိုတက်ချောက်ကြီးတို့ဒီရက်နဲ့တော့နှိုင်းရတော့မဟုတ်တော့မကောင်းပါဘူးဒီရက်ကနည်းနည်းမြင့်နေတယ်နော်ဟုတ်ဟုတ်ဘာလို့ကဂျိုးကိုကတ်တော့မှတက်ချောက်ကြီးတို့ကဟုတ်ဟုတ်ဒီရက်ကဂျိုးပဲကတ်တာဟုတ်ငေါ့တွေကအမိုက်ကိုဖြစ်သွားမှာဟွာလို့မရတော့တာ ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါအဲ့စကားကိုတက်ချုပ်ကြီးကြီးသွားပြောပြလာငါငါငါဖုံးဆက်လိမ့်မယ်ဘာဝင်ပြောပြတာအဘာမပါဘူးတန်းငယ်လေးပြောချင်တာဘာဖြစ်လို့နေ့တိုင်းပြည်သူတွေကိုဘုံကျဲတက်ပြတ်နေတာအခုတို့လက်ရောက်တော့မယ်ပါအဲ့ဒါလေးဝမ်းမတတာနဲ့တန်းငယ်လေးပြောပြတာအေးဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့အခုဒီလင်းဟိုပိုက်လို့တွေပေါ့နော်လင်းပိုက်လို့တွေပင်မန်းနဲ့ဘာညာစီပြီးတော့ငါတို့ကယာတို့ကပြောတဲ့အတွက်အဲ့ကောင်ကလို့ယာတို့ကဖယ်ရှားပြီးတပင်းနေငါတို့ကပို့လိုက်ပြီနောက်တက်လာတဲ့အရာရှိကောဘိုလ်ချုပ်ဘုံမူတွေကော ဟာငါတို့ဒီလိုဖြစ်ရင်ငါတို့ဒီလိုဖြစ်မလိမ့်မယ်ဆိုပြီးတော့သူတို့လေတက်ချင်းချင်းစီလုံးသွားလို့ရှိရင်ဘာဖြစ်ပေါ်ရမလဲဒါမှမဟုတ်ဘာဘာလို့ချင်းချင်းအများတဲ့ကတယောက်နဲ့တယောက်လည်းကိုက်နေကြတာပါပဲတယောက်နဲ့တယောက်ကိုက်နေကြတာဘာလို့လဲဆိုတော့ဒီငါတို့တွေကမကိုက်လို့ကမကြဘူးလေကွာဒီကလူနေကြဖိအောင်တန်းလေးကလေးကိုကျိုးမယ်နော်ကလေးလေးအားကြီးပါတယ်ပါဟာဒီကကျတော့တန်းကလေးတင်ပြချင်တာကဝက်လက်မြို့နယ်ပေါ့နော်အင်းဟိုဝက်လက်မြို့နယ်စိုင်းနိုင်ခွေးမှာထွက်လာတော့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်သား35ဦးတေဆုံးပြီးတော့လက်နက်30ကျော်နဲ့ခဲရံများတင်းစီရရှိတဲ့တရင်လေးဟာ35 35 35ဆို8ခန်းပေါ့ဟုတ်တယ်ပါ8ခန်းကငါတို့အတွက်ဘယ်တော့မှမကောင်းဘူးတော့ဟုတ်တယ်35ကြားမှာကျတော့လေးလိုတယ်လေးပါတယ်လေးလိုအဲ့တော့35နဲ့ပေါင်းလို့8 8ခန်းကိုငါပြောနေတာဟာမင်းရလေ30ဆိုတာဆတ်ဆတ်တဲ့ညနော်အဲအင်္ဂါပေါ့အင်္ဂါငါဆိုတာပဖပပမကြာတာပရိဟုတ်တယ်နော်ဟုတ်ပြီအဲ့ဒါလေးဘာတိဖို့လိုတယ်ဟလားအေး ဟာမသိပြန်နေမလားဟုတ်ကဲ့ဒီကကြတော့ November 23ရက်နေ့နည်းနည်း၈နိုင်ခန့်မှာပေါ့နော်ဝက်လက်မျိုးနဲ့စိုင်းနိုင်ခွေမှာထွက်လာတဲ့အကျမ်းဖက်ကျွန်တော်တို့ဖက်စစ်တက်မှာတဲ့အမှောက်ပေါ့စတန်ဒတ်စစ်တက်ဘက်မှာဘူကြီးစန်းညွန့်ထွန်ဦးစီးစီတက်မှာ33လက်အောက်ခံခမာရ71ခလာရ42နေတဲ့ပြူစောတိပူပေါင်းအင်အား120အကန့်လीတဲ့ပုံနာချေးရွာတို့ဝင်ရောက်မိရှို့နေတယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်ခဲ့ရတယ်ညနေ6:30မိနစ်အထိကြာမြင့်ခဲ့ကြောင်းသိရတယ်ဗျ။ဟာထို့သောတိုက်ခိုက်မှုအတွင်းကျမ်းဘတ်စစ်တပ်ဘက်မှ35ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာစစ်ကြောင်းပြက်၍စိုင်းနိုင်ခွေးရှိစစ်တပ်စခန်းသို့ပြန်လည်ဝင်ရောက်သွားကြောင်းသိရတယ်။ထို့ပြင်အကျမ်းဘတ်စစ်သားများကိုင်းဆောင်အုံပြုသော MA1 အမျိုးသားတနက်ဆက်တလက်အဲ MA1 အမျိုးသားတနက်ဆက်တလက် MA2 အမျိုးသားတနက်3လက် ် MA3 အမျိုးသားတနက်10လက်ငချင်းမီ2လက် RPG 2လက်စနိုက်ပါ2လက် BA100 စိန်ပြောင်း3လက် BA90 စိန်ပြောင်း3လက်ဂျမ်ပါဇက်တလုံးကြီပေါက်16ပေါက် 5.56G အတောင့်390 7.62G 1916တောင့် RPG ဘူး4ဘူး RPG ပို့ကြီ9လုံး ကြီကအုတ်ထုပ်10လုံးလက်ကင်ဖုံး28လုံးဤနာကဘုံးစည်16လုံးနဲ့လက်ပြဘုံ9လုံးတို့ကိုတင်းစီရရှိခဲ့ကြောင်းဝမ်းမန်းသာသာသိရှိရပါတယ်ဗျနော်ရည်စင်ချလို့ပြီးပါပြီတရားနာလို့ပြီးပါပြီ အလူတော်ကြီးလဲအောင်လာပြီအဲ့လိုဖြစ်နေပြီမင်းတချင်းလိုက်ဆိုနေရလားငါတချင်းဆိုတာမဟုတ်ဘူးတက်ချုပ်ကငါးနေပြီးပြောပြနေတာကိုဘက်ကပြန်ဆိုလေပြောလိုက်တာတော့အေးပြောလိုက်တာတော့ဖေငါပြောပြမယ်အခုကငါတို့ကနေပြီးတော့လူငယ်အားဖြည့်တော့လေအလံပြူထောင်ပြီးတော့ကိုဘက်ကကူးွားတာနဲ့သေတဲ့လူနဲ့နော်လက်နဲ့အင်အားဖြည့်တော့လေ ဟိုဘက်ကငေါးတွေကလှူလိုက်တာနဲ့ထားပြီအဲ့ဒါကြောင့်တန်းငယ်လေးပြောတာပေါ့ဒီဇင်ဘာ28ကိုရောက်ဖို့အတွက်နေ့တိုင်းဖျားစီရှင်ရောက်ပါလို့ဖျားစူတောင်းနေတာအာထို့ပြင်နော်အလားတူပေါ့နိုဝင်ဘာလ23ရက်နေ့တွင်တဲ့ထားပြီဝက်လက်မျိုးနဲ့ပုံနာရွာအနီးဖြစ်ပွားခဲ့သောတိုက်ပွဲမှာတက်ပြက်ပြီးထွက်ပြေးလာသောစစ်သား10ဦးကိုတဲ့တာနာရွာမူသုံးကအရှိတ်ဘက်သို့ဝကောင်းပြုံအနီးတွင်တဲ့တော်လန်ရေးတပ်ဖွဲ့များကထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်ဗျ။ဟာထိုဘောနော်တိရွေ့တိုက်ပွဲဒီ7မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးခန်းရဲလုံလောက်မှုမရှိသောကြောင့်တော်လန်ရေးရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းရင်းတိုက်ပွဲဖြစ်ပွားခဲ့သောနေရာကိုနိုဝင်ဘာလ25ရက်နေ့ညနေပိုင်းမှာတော်လန်ရေးတပ်ဖွဲ့များနေမြေရှင်းလင်းစဉ်စစ်အုံဆောင်ပစ္စည်းတချို့နဲ့စစ်သားအလောင်းတလောင်းကိုတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်ဗျနော်ဟာပြောလိုက်တာတော့သွားပြီသွားပြီငါတို့ဘက်ကနေပြီးတော့ဒီပေးနေရတာတွေကြီးပဲကွာငါတို့ကဒီကွာ ဒီအာနာလေးကိုသိမ့်ပြီးပါတယ်ငါတို့ဘက်ကပြန်ပေးဆက်ရတဲ့ပေးဆက်မှုတွေနည်းလာမှမဟုတ်တာဆုံဆုံချင်းလာရရှိခဲ့တယ်ဒါကအမားရုံတစ်ခုလို့တော့မဆိုချင်ပါဘူးပါမဆိုပါနဲ့မဆိုပါနဲ့မဆိုပါနဲ့မင်းတချင်းလည်းမဆိုပါနဲ့မင်းငေါ့ဘာမှလည်းမပြောပါနဲ့တင်းမင်းငေါ့ကိုပြောပါအကြောက်တော့နာတာလင်းနာတာလင်းနာဒီနာငယ်နဲ့တပြီးတော့လင်းခဲ့တာနတ်တလင်းပါဩစာလိုဖက်လိုက်နတ်တလင်း နော်နက်တလင်းနက်တလင်းဆိုရင်နက်တလင်းငါ့ကိုပြောတာမဟုတ်ဟာဘာတဲ့ပြောလို့ရှိရင်ဘာ white သွားမှာဆိုလို့တကယ်လေးကဘီးဆောင်ပြောပြီးအေးမင်းကကဒန်းလိုလူမျိုးပေါ့မင်းတက်ချုပ်နဲ့မင်းကတူတယ်တက်ချုပ်ကအခုဘာဖြစ်နေဆိုတော့မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ် နော်အရှိတောင်အရှာမှာပဲဖြစ်ကဘာမှာပဲဖြစ်ဖြစ်တက်ချုပ်ကရှမ်းလော်အေးဖြစ်နေတာဘေးလိုက်ဘေးတိုင်ကြီးလေဟာလားချစ်တော့ချစ်ကြနော်ဟာကနန်းသွားသွားနဲ့ကနန်းကဘယ်တော့မှတည့်တယ်မတော့ဘေးတိုင်အဲ့လိုသွားတာစကားပြောတိုင်းကို့မထွေးတော့သတိရတယ်နော်ဒါပဲပေါ့ငါတို့မကောင်းလို့ဟဲ့ဟာကို့အရာရှိတော့သတိရတယ်လို့နော်ဟာမင်းကွာပြောရတယ်ကွာမင်းဒီနက်တလင်းတွေနဲ့စစ်တဲ့ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှု စစ်သားနှစ်ဦးသေဆုံးပြီးဆိုင်ကယ်လေးစီးနဲ့ဖုံးတလုံးသိသိရရှိရဲ့အဲ့ဒီတင်လေးတင်ပြမယ်ပါနော်အဲ့ဒါဘယ်နေ့ကလဲဆိုနိုဝင်ဘာလ26ရက်နေ့နနက်7:00နာရီ17မိနစ်ခန့်ပါပေါ့နော်7:00နာရီ17မိနစ်ခန့်ပါနတလင်းမြို့နယ်ရှားပြူကုန်းကြီးရွာရှိကြည့်အောင်ရှားအညိုပဲကြည့်လို့ဘလို့ဖြူလာလဲထုံထုံလိုက်တာထုံထုံလိုက်တာရှားထုံရှားထုံအရင်စားလို့ကောင်းတော့ကွန်းဒီလေးကိုရေစိန်နားလိုက်ကွာကိုရဲ့လေးပေါ်တင်ပြီးတော့ဒီရှားထုံလေးတုံပြီးရှားပြူကုန်းကြီးရွာ ရှားမြူကုန်းကြီးရွာ။အော်မင်းကခွင်းရဆိုင်ကြောင်းပြောနေအောင်မဟုတ်ဘူးလား။ရှားမြူကုန်းကြီးရွာ။ရွာနာမည်ပြောနေတာ။မသိပါဘူးကွာမင်းကလေငါတို့ဒီဘက်ကနေပြီးတော့အာနာပြန်ပေးလိုက်ရတယ်။နော်ဟိုတော်လိုင်းရေးတဖို့ဝင်နေတဲ့ပြည်သူတွေကနိုင်ဝိုင်းငေါ့တဲ့ခွင်းရရောင်းစားမယ်မင်းခွင်းခွင်းရကြောင်းပြောနေအောင်မေးလို့ငါ။ရှားမြူကုန်းကြီးရွာရှိအကျမ်းဘက်ကအကျမ်းဘက်စစ်တပ်စစ်သေးဂိတ်ကိုတော်လိုင်းရေးရဲပေါ်များဝင်ရောက်တိုက်ခိုက်ခဲ့ကြအောင်သိရတယ်။ဟာ။ထိုတိုက်ခိုက်မှုတွင်မှာတဲ့ကျွန်တော်တို့ချင်းကြစစ်တပ်ဘက်မှာပေါ့နော်နှစ်ဦးသေဆုံးပြီ။ နှစ်ဦးထိခိုက်ဒဏ်ရာရရှိကတဲ့ဂိတ်စကန်းရှိဆိုင်ကယ်၄စီးနဲ့ဖုန်းတလုံး၃စီးရရှိခဲ့ကြအောင်သိရှိရတယ်ဒါပေါ့ဒါမှနော်ဒေါ်လာအဖွဲ့လေးလည်းသွားလွတ်လာလို့ရမှာပေါ့ဒါ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 ပေါ့သူလည်းသွားလွတ်လာလို့ရမယ်မြင်းမြန်းဆန်ဆန်လဲကွာမေးလာပြီးတော့ဘုံလာချင်းရင်လည်းကွာမေးဆိုင်ကလေးနဲ့ရုတ်ဆူလာပြီးဒိန်းလိုဘုံကျော်ရုတ်ဆူပြောင်းသွားလို့ရတယ်ဒီဆိုင်ကလေးကလည်းပြည်သူတွေရှိရတိန်းထားတာဒါပဲပြည်သူတွေရဲ့မျက်ရည်တွေလေပြည်သူတွေရဲ့မျက်ရည်တွေအဲ့ဒါကိုဒေါ်လာအဖွဲ့လေးပြန်ရသွားတယ်နော်ပါတော့အဲ့ဒီစီမင်းကအဲ့ဒါပြောစရာအကြောင်းမရှိဘူး။ဟုတ်လေအဲ့ဒါပြောမအောင်ရမှာလေဗျာ။ပြောစရာအကြောင်းမရှိတာ။ပြောစရာအကြောင်းမရှိတာ ရှင်းတယ်နော်အဲ့ဒါဘာမပြောတော့နော်မပြောနဲ့မပြောနဲ့မပြောနဲ့ဟုတ်ပြောင်းတရင်ပြောလေဘာမပြောနဲ့ဆိုအပြင်တရင်တော့ပြောခိုင်းငယ်မင်းကဒီမျိုးစံသာဘာမှမပြောနဲ့လို့ပြောတာဟာမင်းငေါ့လာကျွေးနေတယ်မကျွေးပါဘူးဗျအဘဆောင်းနေတာပါပြာဟုတ်လေဗတ်ဒီလိုကောင်ဆောင်းတာပေါ်လင်ဆောင်းနေတာဒါကြတော့အယောင်းဝယ်ကောင်းနေပေါင်းတယ်မှာပေါ့အဲပေါင်းတယ်ရတော့เนาะဒါတရင်တူတရင်ဝယ်နေတိုင်းပါเนาะဒါပဲဒါပဲဒါပဲပကိုးတိုင်းနဲ့ပေါင်းတယ်မျိုးနေတဲ့ပန်းတင်ပင် ကြေးရွာမှဆိုင်ကယ်များဖြင့်ထွက်လာသည်ပန်းတင်ပင်ကြေးရွာမှဆိုင်ကယ်များဖြင့်ထွက်လာသည်ကျွန်တော်တို့ရဲ့ချင်းကြတဲ့ပေါ့နော်စစ်သားဒါပဲဆိုင်ကယ်အများကြီးနော်ငါတို့ကားနဲ့လည်းထွက်တယ်ဆိုင်ကယ်နဲ့လည်းထွက်တယ်ဒီငါတို့ခါလေးထော်လာကြီးနဲ့လဲထွက်တယ်ငါတို့ရံပြုတ်နေတယ်တော်လိုင်းတက်ဖွဲ့တွေငါတို့အပြက်ချိန်မိုးမှာခါလေးတိုက်နွားလေးနဲ့တောင်ထွက်သေးတယ်နွားလေးနဲ့ထွက်တာမင်းနွားတွေပါသိကုန်တယ်လေမင်းကခါကြရင်ခွင်းကြီးပဲပြီးပြီနော်အဲ့ပန်းသိမင်းကြေးရဘက်မှာဆိုင်ကယ်များဖြင့်ထွက်လာသည့်အချမ်းဘက်စစ်သားများဦးတွေမိုင်းဆွဲတိုက်ခိုက်ခဲ့ရတအူးသေးဆုံးခဲ့ကြောင်းအဲ့တဲ့ရင်လေးနော် တခုပြစ်လိုက်အမားတို့ပဲပြောင်းညဟောဘာလုပ်တာကြီးရလို့ပါပါမကြီးနဲ့ဒါကြီးစရာမဟုတ်ဘူးငါတို့ဘက်ကဆုံရှုံတာလေဟုတ်ဒီမကြီးနဲ့ကိစ္စပေါ့တော့ဗျအေးမကြီးကိုမကြီးနဲ့ဟုတ်ဟုတ်အော်ဒီကောင်းတဲ့ကိစ္စပေါ့နော်အဲဘယ်နေ့ဖြစ်တာလဲဆိုတော့နိုဝင်ဘာလ26ရက်နေ့ပဲဗျနော်နိုဝင်ဘာလ26ရက်နေ့နနက်ပိုင်းမှာတောင်းတယ်မြို့နယ်ပန်းတင်ပင်ကြီးရွာမှာဆိုင်ငယ်များပြည့်ထွက်လာသည့်ကျွန်တော်တို့ရဲ့ချင်းကြားစစ်သားများဟုတ်အမှတ်3831တိုင်ရင်ယုံရဲပေါ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင် ်ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းနဲ့အကြမ်းဖက်စစ်သားတဦးသေဆုံးပြီးတဦးထိခိုက်ထဏ်ရရများရရှိကတော်လိုင်းအေးရဲပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဗျ။အေးဒါတော်လိုင်းတပ်ဖွဲ့တွေကဆုတ်ခွာမမှုဘူးလေဟိယ။ငါတို့ချပြေတို့အေးစစ်ဘက်တို့ပြန်သွားတာပေါ့။ဟုတ်တယ်ဗျ။ဟာငါငါတို့ဘက်ကတော်တော်တည်ခဲ့တာပေါ့။တဦးတည်ပြီးတဦးထဏ်ရတယ်လေ။ဟာအများကြီးတော့မဟုတ်ပါဘျော်လိုက်တာဟိဘျော်လိုက်တာဟိဘျော်လိုက်တာတော့ဘျော်လိုက်တာတော့ဟိယ။ဒီရဲ့ချင်းစုံမနေရမုံငေါ့တရင်ပြောရမှာနော်။ဟုတ် တချင်းမဆိုအောင်နော်ဗျာမဆိုအောင်ကဲအမြဲကျုံနဲ့တဲကုန်းเออเนาะအမြဲကြုံတဲ့တဲကုန်းဟုတ်ပြီဟုတ်ပြီတဲကုန်းမြို့နယ်တွင်လည်းတဲ့ဆိုင်ကယ်ဖြင့်ကင်းလဲလာသောစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုဘောเนาะကျွန်တော်တို့ရဲ့ချင်းကြားတပ်ဘက်မှာတအူးတည်ဆုံနေတယ်အဲအကြောင်းလေးလည်းပြောပြမယ်ဟုတ်ပြီအဲ့ဒါတဲကုန်းမြို့နယ်တဲ့တဏီတော်အုပ်စု မြင်ပြောင်းအဲ့ဒီငါတို့ဒီကျွန်းတို့ဘာတို့ပြင်ကလို့တို့ဘာတို့ပဲဒီတော့မဟုတ်အဲ့တစ်နေရာငါတို့အတွက်ပို့ပြီးတော့ဥစ္စာဖြစ်တယ်နော်တမိုးရှိတယ်နော်ဘာလို့လဲဆိုတော့ဒီပရီဘောကတွေဘာတွေလုံးရင်ဒီပိုလစ်တိုက်ချင်အောင်မလို့တော့တစ်နေရာတစ်နေတော့အုပ်စုဆိုတာဒီကျေးရွာအုပ်စုကိုပြောတာတစ်နေတော့အော်တင်းနေပြနေမရှိဘော။အော်ငါတင်းနေပြနေရှိငါအဲ့အဲ့ဒီအောင်ငါတို့ကစစ်တပ်ပိုင်မြေစုကြီးယူတော့ငါတို့ကခုတ်ကြတော့မှလीကွာ။တင်းနေတော့အုပ်စုမြင်းစုကုန်းကျေးွာဘက်သို့ ဖိုင်ဂယ်9စီးပြစ်ကင်းပတ်ရန်ထွက်လာတော့တဲ့ဟုတ်ပြီကင်းပတ်ပြီဓမြတိုက်မယ်ဆိုပြီးထွက်လာတာနေမှာပေါ့ဗျာငောင်တွေကနေစားစရာမရှိတော့ဘူးလေကွာမင်းကလေပြည်သူတွေကြီးကနေပြောမယ်တိုက်ရတော့မယ်ဓမြဓမြတိုက်တာမဟုတ်မရင်းသွားခြင်းမဟုတ်လို့လားဒီဘောဒါကကောင်မလေးတွေရှောင်တာဟေးဟာအဲ့ဒီဘောမြင်းစီကုန်းကြီးရဘက်သူဆိုင်ဂယ်9စီးပြစ်ကင်းပတ်ရန်ထွက်လာတော့စစ်သားများဟုတ်တဲ့တော်လိုင်းတက်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြအောင်သိရတယ်ထိုမိုင်းဆွဲတိုက်ခိုက်မှုတွင် ကျွန်တော်တို့ချင်းကြတဲ့ဘက်မှာပေါ့နော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီဟာတီကုန်းစေးုံတွင်နဲ့စစ်သား၃ဦးတေဆုံးခဲ့ကြောင်းသိရှိရတယ်ဟာ၃ဦးတွေက၃ဦးတွေဝါတာပေါ့ရင်းမိုင်းဆွဲတိုက်ခိုက်မှုတွင်နဲ့အကြမ်းဖက်စစ်တပ်ဘက်မှာလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော်လဲတော်လိုင်းရေးရဲပေါ်များအထိခိုက်မရှိအောင်မြင်စွာလုံဆောင်နိုင်ခဲ့ကြောင်းသိရပါတယ်ဗျာအော်တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေတာတာရာပဲကွာတာတာရာလာပြစ်လာပြစ်ပြီးတော့တာတာရာပြန်ထားပဲဟာငါတို့ဘက်ကလူတွေကွာ viewer တွေကတော်တော်ညံ့လာပြီလားကွာပျော်လိုက်တာတော့ပျော်လိုက်တာတော့ဟင်ပါ ဟုတ်ဟာဒီကောင်ပြဿနာတတိယတစ်ခုပြီးတာနဲ့ပျော်လိုက်တာတော့ပျော်လိုက်တာတော့မဟုတ်တော့ဘူးမင်းတော့မဟုတ်တော့ဘူးဟုတ်ပါတယ်ဗျဘာဟုတ်တာလဲမဟုတ်ပါဘူးဗျမဟုတ်ပါဘူးမဟုတ်ပါဘူးဆိုဟုတ်ပါတယ်ဗျမဟုတ်ပါဘူးဆိုဖေဟာညာမင်းကလေနှလုံးထဲနဲ့ဘောင်းမီကျက်နေငါ့ကိုတတိယမဲပြောတော့ကျွန်တော်နည်းနည်းခါကြီးသွားလို့ဗျဟဲ့ဟိုတော့တတိယလေးပြောမယ်နော်ဗျဒီကကြတော့မြိုင်နဲ့ပေါ့မြို့နယ်မှာဗောနော်မြိုင်နဲ့ပေါ့မြို့နယ်တွင်နဲ့စစ်ကြောင်းထိုးခဲ့တော့ဟိုကျွန်တော်တို့ချင်းကြတဲ့ကပြည်သူ6ဦးထက်မနည်းဘူး ဖန်စီတက်ဖြတ်ပြီးကြေးရွာငါးခုကိုမိရှုဖြက်စီးမှုငယ်65လုံးပြာကြတဲ့ပြည်သူပိုင်ပစ္စည်းများပေါ်တွင်လဲဒီကျွန်တော်တို့ချင်းရတဲ့တည်းကအငြိအကျေးများစွန့်ထားခဲ့ကြောင်းနဲ့ဟာတွေ့ရှိရတယ် ခပါတယ်ဒီကောင်လေးကွာတော်တော်ဆိုးတာပဲကွာမစားတဲ့အမေသေးနဲ့ပက်တာမဟုတ်ဘူးကွာပြည်သူပိုင်းပစ္စည်းတွေကိုမစင်နေစွန့်ထားတာဒါမှလူလှုပ်လို့လူလိုလှုပ်တာမဟုတ်ခွေးတွေကြောင်နေလို့မျိုးပဲဟုတ်အဲသူတို့မစားတော့ဘူးလားကြောင်နေဆိုတဲ့အမသေးတွေနဲ့ပြန်ပက်ခဲ့တယ်ခွေးတွေဆိုလဲစခွက်တွေကိုမောက်ခဲ့တယ်အမသေးတွေပန်းခဲ့တယ်ဟာဒီကသားငယ်လေးတင်ပြချင်တာကကျွန်တော်တို့အာနာသိမ်းထားတဲ့ကျွန်တော်တို့ရဲ့တက်ချုပ်ကြီးပေါ့နော်။အေးရအေးရအာနာထိမ်းထားတာထိမ်းတာသိမ်းထားတာမဟုတ်ထိမ်းထားတာ။အေးအာနာမထိမ်းတထိမ်းပေါ့။ အာနာမထိန်တထိန်ရလူဟိယမဟုတ်ဘူးလေထိန်နေထိန်နေသိန်းနေသိန်းတာအာနာသိန်းနေပဲလုပ်လိုက်မယ်အာနာသိန်းထားတဲ့တက်ချုပ်ကြီးကကောင်းမွန်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူပေါ့နော်အဲဘယ်လာရုနိုင်ငံအာနာရှင်သမရလူကာရှန်ကိုဟာတဲ့နေပြည်တော်ကိုရောက်လာဖို့ရှိနေတဲ့အတွက်နိုဝင်ဘာလ26ရက်နေ့ဒီနေ့ကစပြီးရေနေပြည်တော်က KDB တွေအားလုံး9ရက်ပိတ်ခိုင်းထားတယ်သိရပါဘာဖြစ်လို့လဲဆိုတော့ तू အဲ့ဒီမှာ ကျန်တဲ့လူတွေမလာခိုင်းမနဲ့သူဗီလာဟုတမရကိုဧည့်ခံမယ်လေဗာအင်းကော်မလေးတွေနဲ့အဲ့မှာဗီလာဟုတမရကနေပြီးတော့ကြော်လိုက်တာတော့ကြော်လိုက်တာရှင်းအဲ့လိုဖြစ်သွားလိမ့်မယ်လေကော်မလေးတွေကဘာတော့သွားမှာဟေ့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 ဒါပြောကြအကြောင်းမရှိဘူးငါသမီးလေးတွေကိုငါနေဒီမှာဒီဂျန်ကုန်ဘုတ်ကငါခေါ်ထားမှာဟုတ်ကဲ့ဟုတ်ကဲ့ဒီကတန်းကလေးတင်ပြချင်တာတော့ဟာလူလူမပြောဘူးကွာအဲ့လူလူမပြောဘူးကွာဆိုတဲ့ဟာကိုမင်းကိုပြောနေတာကျွန်တော်တို့ ဟိုအမောင်လျက်စစ်ပေါ့နော်ပေးနေတဲ့အမောင်ခွေးမီအလင်းကိုစောင်းနေမြမလျက်စစ်ဌာနပါတချင်းတော်ရှိသေးတယ်လေကွာအဲ့လျက်စစ်ခုစားကဒီလိုဖြစ်သွားတယ်ကွာအရင်တုန်းကအမောင်ကိုခွေးမီအလင်းကိုစောင်းမဲ့မြမလျက်စစ်ဌာနအဲဆိုတော့အခုအဲ့လိုမျိုးစာသားပြောင်းသွားပြီအလင်းကိုဖယ်ပြီးတော့အမောင်သွင်းမဲ့လျက်စစ်ဌာနဟိုလျက်စစ်ဝင်ကြီးဌာနတော့ तू ကဒီလိုရှိပါတယ်ဘာလို့လဲဆိုတော့ ဟိုဂျာတိဥလူတွေတအားပူတယ်လေဗျပူတယ်ပူတဲ့အခါကျတော့တခြားနိုင်ငံတွေမှာဆိုမီးလောင်မှုတွေဘာလို့နေ့တိုင်းနေ့ရက်စက်ကအချိန်တိုင်းရနေတဲ့အခါကျတော့အာ short တွေဘာတွေဖြစ်မီးတွေဘာတွေလောင်မှာဆိုးတဲ့အတွက်ဒီသဘော तू อ่ะအဲ့တော့24နာရီမှာတနေ့နှစ်နာရီလောက်ပဲမီးပေးတယ်ဆိုတာဒါ तू อ่ะအန်နေဖြစ်မှာဆိုလို့ညီမဟုတ်လားစသဖြင့်ဗောစသဖြင့်အမဒီသဘောစသဖြင့်ဖြစ်သွားပြီနော်အဲ့အဲ့ဒါအဲ့ဒါအဲ့ဒါလေးအဲ့ဒါလေးဟုတ်တယ်ဆိုရင်နာဟုတ်တယ်ဆိုရင်နာဆိုရင်တော့ငေါတို့ရဒီလက်စင်မီကိုတော့ခြွေတာပြလိုက်တာလက်စင်မီကိုတော့ခြွေတာပြီးမြန်မာနိုင်ငံပြည်သူပြည်သားတွေကိုတော့လက်စင်မီကိုငါတို့က မပေးသေးနဲ့တခြားနိုင်ငံကိုရောင်းစားလိုက်ဒါပဲအမှရောင်းစားရတာတော်တော်များတယ်နော်မိငါတို့ကြောင့်24ဆိုင်မှာနှစ်နာရီဦးကြီးရရတော့နော်အခုလောက်ဆိုတရားစစ်နေတဲ့စွမ်းရင်ဝင်ကြီးဌာနမှာဒုဝင်ကြီးတန့်စင်နဲ့ညွန်ကျုံနဲ့ယာရှိတချို့ယာရူးမှာဖယ်ရှားပြီတဲ့စီသေးကစားမှု စီခွဲတမ်းများလက်ယူချပေးမှုနဲ့စီမောင်ခုံမှုများအတွက်ဖန်းစည်းစစ်ဆေးအရေးယူရဲတဲ့။ဒါပြောလိုက်တာဟဲ့။ပြောလိုက်တာဟဲ့။ပြောလိုက်တာတော့။ပြောလိုက်တာတော့။ပြောလိုက်တာအချင်းချင်းကြိုက်ကိုကြိုက်ပြော။ ဟုတ်လားမင်းတို့ပဲကြံတော့တယ်မင်းနဲ့ပေါ်လင်ပဲကြံတော့တယ်ငါချင်းချင်းကြိုက်ပြီးတော့မင်းတို့ဟိုငါဟိုရှေ့တန်းပို့မှာနော်ငါတို့ရီးရီရလာမလုံးနဲ့မင်းတို့ဘာလဲကွာဒီကောင်တွေကလည်းကွာစားစရာရှိမင်းကြာကြာဝါမဲ့တော့ရိုးကြည့်မရှောင်မင်းစွတ်စားတော့မင်းသေရောသေဖို့သေဖို့မင်းတို့လည်းစီလိုစွတ်ရောင်းတော့ဦးတက်ချုပ်ကဒေါကန်တာတပြုတ်စားဒေါကန်တာမဟုတ်ဘူး तू ဒီပြေးမယ်လွှားမယ်ဆိုရင် तू ပြေးဖို့လွှားဖို့ဒီလင်းစီမရှိလို့ तू အဲ့မှာ तू ဒေါသဒေါသဖြစ်သွားတာဒေါသဖြစ်ဖြစ်သွားတာ तू အတွက်မကြံလို့ဒေါသထောက်သွားတာအေးဗော ဒါကြတော့တန်းကလေးတင်ပြခြင်းတာကခင်ဦးမျိုးနဲ့တွဲမှာပေါ့နော်အဲကျွန်တော်တို့ရဲ့ချင်းရခင်ဦးကမျိုးတယ်နေပြီလားဟုတ်တယ်ပါသူ့မောင်လဲပါတယ်လေသူ့မောင်ကဟိုဘက်မှာ KTV ထောင်တာမဟုတ်လေပါခင်ဦးမျိုးနဲ့မောင်ဒီပါ့ယူမလားခင်ဦးမျိုးနဲ့ခင်ဦးမျိုးနဲ့အတွင်းမှာကျွန်တော်တို့အကြမ်းဖက်စစ်တပ်ကနေပြီးတော့ထမှန်စစ်ကြောင်းထိုးရင်ပြင်ဆင်နေ၍ကျေးရွာ20ကျော်မှတောင်းတဲ့ချီသောပြည်သူများဆက်လက်တိမ်းရှောင်နေရတယ်ဟာနော်ဟာရရရရရ အဲ့ဒါငါတို့ခင်ဦးဆိုတာငါတို့ဒီဥစ္စာပေါ်ရွှေဘူဘက်ပေါ်ဟုတ်တယ်ဗျရွှေဘူခင်ဦးဟာအဲ့ဘက်ကဘယ်နှယောက်လဲကျွန်တော်တို့ဟိုတောင်းနဲ့ချီတဲ့ပြည်သူတွေအေးအဲ့အဲ့ဒါသူငါတို့အပိုင်ပဲအပိုင်ပဲရအောင်သူတို့ဒီနေအိမ်တွေစွန့်ခွာသွားတယ်မလားဟုတ်တယ်နေအိမ်တွေစွန့်ခွာအဲ့နေအိမ်တွေကိုငေါတို့ရနေပြီးတော့ငေါတို့ရနေအိမ်ထဲမှာပါရှိတယ်ငါတို့တက်သားတွေလွတ်လိုက်မလှူတာအဲ့ကောက်စားတွေယူယူတော့ဒီနေအိမ်တွေငါတို့အကုန်လုံးဖြတ်ဖြတ်ပြီးတော့ငါတို့ဒီဘက်မှာငါတို့ရနေပြီးတော့အစ်စ်ပြန်ဆောက်ပေးမှာအစ်စ်ပြန်မဆောက်ဘူးအစ်စ်ပြန်မဆောက်ဘူးငါဒီဘက်ကဒီနေအိမ်တွေဖြတ်လို့ရတဲ့ဒီ တစ်ဒီပါတွေကတော့အဟောင်းဆိုင်ကတော့ပို့မယ်ထင်းနေရောင်းမယ်ဘာလို့တော့ပြီးပြီကွာပြီးကွက်လက်ကြီးကိုတပ်ပိုင်မီပြန်သိမ်းလိုက်ဒါဘော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 တပ်ပိုင်မီပါဘေးကတပ်ပိုင်မီလေငါတို့မသိရင်ပဲငါတို့ဒီကွက်လက်ကြီးလုပ်ပြီးတော့ငါတို့ရဲဘော်တွေအကုန်လုံးအဲ့ထဲမှာသွားစုနေဟိုဘက်ကနေပြီးငါတို့ပြစ်တက်ငါတို့သိအဲ့လိုပုံစံမျိုးဖြစ်နေတပ်ပိုင်မီပါကွာမင်းပါလေတပ်ပိုင်မီတဲ့ဟုတ်ခုတန်းကလေးတင်ပြချင်တာကနော်ဒီမနေ့ရဲ့အော်ဟိုပေါ့လေတင်းလေးပေါ့နောက်ဆုံးပြ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 အဲ့တော့ဘာလဲဆိုတော့မြန်မာစစ်တပ်ကြီး ရွေးကောက်ပွဲမှာတဲ့လွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းသောရွေးကောက်ပွဲမဟုတ်၍အတိမတ်မပြုတ်ဟုထိုင်းနိုင်ငံသား၏ဝန်ကြီးကထုတ်ပြောပြီတဲ့။အော်မင်းပထမဦးဆုံးငါ့ကိုပြောတာတဲ့ဥစ္စာ။ဟုတ်တယ်။နော်အတိမတ်မပြုတ်ဟုထိုင်းနိုင်ငံသား၏ဝန်ကြီးကထုတ်ပြောပြီးဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရအချိန်တန်ပြီးဟုတောင်းဆိုလိုက်ပါတဲ့။ဘာ။ဟာ။အဲ့ဒါဆိုရင်ငေါ့ဒီရလေအဖေခေါ်စရာလည်းမရှိတော့ဘူး။ပြေးစရာမြေလည်းမရှိတော့ဘူးပေါ့ကွာ။